နိုင်ငံသားများတိုင်းရာတွင် လေစိတ်သို့ဝင်လိုက်သည်နှင့် တွေ့ရသည်မှာကြီးမားဖြောင့်ဆင်းနေသည့်အမျိုးအမည်မသိသည့်အပင်ကြီးတစ်ပင်က လေစိတ်ဧည့်ဆောင်အလဲတွင်ထီထီးကြီးနေရာယူထားသည်ပြပခီးသွားများသည်ထိုအပင်ကြီးနှင့် အမတ်တရဓာတ်ပုံများရိုက်နေကြသည်ပင်လည်းကဝီးပင် အမျိုးအစားဖြစ်မည်ထင်သည်ကိုရုအဖဲကတော့လာကြိုပေးကြသည့်ကားဆရာများနှင့်ချိတ်ဆက်နေရသည့်အတွေ့ အပင်ကြီးနာမျက်လုံးဖြင့်သာနေမောနေမိကြသည် ဖြူဖွေးလှပသည့်ထိုအပင်ကြီးသည် အရှင်လားအသေးလားကိုတိချာမသိခဲ့သို့တော်လည်းသူတို့နိုင်ငံပြယုတ်တစ်ခုဖြစ်တော့လေစိတ်ထဲတွင်ခြားထားပြတာထားသည်မှာတေချာလာသည်လေစိတ်မှထွက်ခွာလာသည့်အချိန်ကိုကိုကနာရီဖြစ်မှတ်သားထားလိုက်သည်လေစိတ်နှင့်မြို့ထဲရှိ ကိုရိုတဲခိုရာဟိုတယ်အရာကြာချင်းကိုတိလိုချင်းဖြစ်သည် ဒီစိတ်ထဲမှာထွက်တည်နေတောအုံငယ်တစ်ခုကိုဖြတ်ကြရသည်တောအုံငယ်ဟုကိုကတင်စားရေးသားခြင်းမဟုတ်ဘဲအမှန်ပင်တောအုံငယ်ဖြစ်နေ၍ဖြစ်သည်ညို့မိုင်းစင်းစုံနေသည့်အပင်ကြီးများသောအဝါရောင်ကားရန်ရှည်ကြီးများက ဖြတ်တန်းမောင်းနေနေပုံမှာဖလှပသည့်မြင်ကွင်းတစ်ခုဖြစ်နေသည်အစိမ်းရောင်နှင့်အဝါရောင်သည်လိုက်ဖက်သည့်ကာလအတွေ့အဆက်ဖြစ်သည်ဟုကိုမြင်မိသည် တောငယ်အတွင်ဖြတ်သန်းချိန်ကပင်45မိနစ်ခန့်ကြာမြင့်သည်ကိုတို့ကိုမြို့ထဲဟိုတယ်သို့ခေါ်သွားသည်မှာဟုတ်မှဟုတ်ပါလေစားဟုပင်အချင်းချင်းလက်တို့ပြောမိရသည်မြို့ရင်းဧရိယာသို့ဝင်လာသည့်အခါတွင်လည်းမိပွိုင်များမဖြတ်သန်းရပါပဲဟိုတယ်ဆောင်ရှိရာနေရာရောက်ရင်နောက်ထပ်မိနစ်20ခန့်ထပ်မောင်းရပြန်သည်ကိုတို့နိုင်ငံတွင်လည်းလေစိတ်သည်မြို့ပြတွင်ရှိသည်ဟုဆိုရပါမည် သို့တော်လဲသူတို့နိုင်ငံလောက်တော့မဝေးဟုထင်မိသည်ပိုရို့အဖွဲ့မှဆရာတယောက်ကသူတို့အဖွဲ့ခေါင်းဆောင်ကားဆရာအားနေစိတ်နဲ့မြို့တဲကဝေးလွန်းလာတယ်နော်သွားရေးလာရေးအတွက်ပြည်သူတွေက အချိန်အတော်ယူကြရတာပဲဟုစူဇန်စကားဆိုကြည့်လိုက်သည်မြို့တော်ဝင်တွေကလိုအပ်လို့လှုပ်ထားတာပဲလေအချိန်ယူသွားလာကြရမှာပေါ့ဟုကားဆရာကအဖြေစကားပေးသည် သူတို့ဒီအစိုးရဆိုသည့်စကားကိုမသုံးနှုံးပဲသူတို့နေထိုင်ရာပြည်နယ်ဤမြို့တော်ဝင်ဆိုသည့်အသုံးနှုံးကိုသာ ပြောလိရှိသည်လမ်းဘေးဝဲရာမှ လူနေတိုက်ခန်းများကကို့မျက်စိကို အမြင်ထူးနေသည်လမ်းဘေးနှင့် တိုက်အောင်နေရာများတွင်ကားပါကင်မရှိပဲတိုက်ခေါင်မိုးအပေါ်တွင် ကားများရပ်ထားသည့်ကိုတွေ့ရသည်တိုက်ခန်းတိုင်းဤရန်ဒါတွင် အပင်များစိုက်ပျိုးထားသည့်ကိုတွေ့ရသည် ထို့အခါ အထက်မြင့်ဆယ်ရက်လောက်ဆယ်ဓာတ်လောက်ရှိသည့်တိုက်ခန်းတစ်ခုလုံးကို အဝေးမှကြည့်လိုက်လျင်စိမ့်စိမ့်ဆိုဆိုအပင်များကိုသာမြင်နေရသဖြင့်ဥယျာဉ်ကြီးတစ်ခုနှင့်တူနေသည်သူတို့သည်မြေပြင်နေရာမှန်သမျှတွင် အပင်များစိုက်ပျိုးထားကြပြီးကားပါကင်များကိုပင်ခေါင်မိုးထပ်သို့တင်ထားကြသည်ခေါင်မိုးပေါ်ကကားပါကင်ထိကားများကိုမောင်းတက်သွားကြရပြီးလူများကဓာတ်လီကားဖြင့်မိမိတို့အခန်းသို့ ပြန်ဆင်းကြရခြင်းဖြစ်သည်ခနာလေးပင် တိုက်အောက်တွင်ကားရထားသည့်အလေးအထားကိုမလုပ်ဘဲလိုက်နာကြသည်မှာကို့အတွက်တော့အဆန်းတစ်ချေဖြစ်နေသည်ထို့အတူပင်ရန်နာတွင်တူးလို့တွဲလောင်ဖြင့်မြင်ကွင်းမသင့်သည့်အဝတ်အစားများလှန်ထားခြင်းမျိုးလည်းမရှိတာကိုက ပုံမှန်ဟုတ်မနေကြသလိုပင် တထိုက်တည်းမဟုတ်တရက်ခွက်တည်းမဟုတ်မြို့တော်တစ်ခုလုံးလိုက်နာနေကြပုံက အားကြစရာ အလုတ်တာဝန်ရှိမနေသည့်ညဘက်တွင်ကိုတို့အဖွဲ့အားမြစ်ထဲတွင် အပျော်စီးမော်တော်စီးရန်စီစဉ်ပေးကြသည်မော်တော်စတင်ထွက်ခွာရာမြစ်ဝသည် ကိုတို့စီမှမြောင်းတာတာလောက်သာရှိသည်ကို့အတွက်တော့ဘာမှအစမ်းတစ်ချယ်ဖြစ်မနေသည့်မြစ်အလှကိုဧကိုက်ကတခုတ်တရာရှင်းပြနေသည်နားကြားမြင်ပြင်းကလာသည် နှင့်သူ့အတန်ကိုနားမစွင့်တော့ဘဲမြစ်ဘေးမှရောင်စုံမီးထွန်းထားသည့်ဆိုင်ကမ်းများ လူနေအိမ်လေးများစီသို့အကြည့်ကိုပို့ထားလိုက်သည်မြေကမ်းနှစ်ဘေးတွင် လူနေအိမ်နှင့် စားတောက်ဆိုင်များရှိနေပြီးမြစ်ကျဉ်ကျဉ်လေးမှာကို့အတွက်မခမ်းနားတော်လေတန့်ရှင်းနေသည်ကိုသတိထားလိုက်မိသည်ထို့အချိန်တွင် တိုးကိုက်အမျိုးသမီး၏သူ့လူမျိုးတန်ကဲသည့်အင်္ဂလိပ်စကားတန်ဝဲဝဲတို့ကကို့နာတဲ့သို့တိုးဝင်လာသည်မြို့တော်ဝန်ကြီးတို့ကဒီမြစ်ကလေးကိုတန့်ရှင်းရေးအတွက်အမြဲဆောင်ရွက်ပေးနေပေမဲ့ မြစ်ကမ်းတစ်ဘေးမှာနေထိုင်ကြတဲ့မြို့တော်သူမြို့တော်သားတို့ရဲ့စီကံရှိမှုကြောင့်သာမြစ်လေးဟာတန့်ရှင်းလှပနေတာဖြစ်ပါတယ်။ကို့အကြည့်တို့သည်မြစ်ပြင်စီမှဧကန်အမျိုးသမီးထံသို့ရောက်သွားသည်။သူ့မြို့တော်သူမြို့တော်သားများအကြောင်းဂုံယူပြီးပြောနေသည့်ဟန်ကယုံကြည်မှုအပြည့်ကို့မှာသာကိုနေထိုင်သည့်ရက်ွက်တွင်ရှိသည့်မြောင်းကြီးတဲ့သို့အမိုက်များပျော်ရွှင်စွာပစ်ချနေသည့် ကိုမြို့တော်သူမြို့တော်သားများကို မြင်ရောက်သွားရပြီးအကြည့်တို့ကိုထို့အမျိုးသမီးထံမှ ပြန်လွှဲလိုက်မိတော်သည်တမျိုးလုံးတက်ညီလက်ညီတပင်ဆိုင်ပြိုးထားသည့်မြင်ခွင်းများမြောင်းတာတာမြစ်လေးဖြင့်မြို့နေပြည်သူများ စီးပွားစီးပွားရှာခွင့်ရနေသည်များချမှတ်ထားသည့်စီကန်းဆိုခြင်းတဲ့နိုင်ငံသားများအသိစိတ်ဖြင့်လိုက်နာဆောင်ရွက်တတ်ကြသည့်သူတို့နိုင်ငံသားများအားတပတ်ကြာ ငေးမောနေမိခဲ့ရသည်အပြန်လေစိတ်တွင် ကို့ laptop ကိုစစ်ဆေးသည့်အခါတင်းစီထားသည့်ဖိုင်များပါဖွင့်ခိုင်းနေသည့်အတွက်အချိန်ကျန်ကြာနေရသည်အလားရင်မစစ်ဆေးပါပဲအပြန်မှကို့ laptop ယူစစ်ဆေးခြင်းကိုနားမလည်နိုင်ဖြစ်မိရသည် ထို့အခါဒီနိုင်ငံသို့အရင်တစ်ခါရောက်ဖူးထားနေသူ ကို့စီနီယာဆရာကသူတို့စီကနိပညာနဲ့အချက်လက်အချို့ယူသွားမှာစိုးလို့လေဟူရှင်းပြတယ် ပြပမှာလာကြသည် အပြန်ခီးသည်များများစွာတို့သည်ခိပောက်အတီတီမှ တန်းစီနေကြရသည်လက်တော့ iPad ခိုင်ဆောင်ထားသူအားလုံးကို စိတ်ရှည်လက်ရှည်ဖြင့်ကိုယ့်ကိုစစ်စစ်သည့်အတိုင်းစစ်စစ်နေကြသည်သူတို့စီမှအချက်လက်ယူနိုင်ဖို့ဝေးစွာအီးမေးပို့ရန်အတွက်ပင်သူတို့တားထားသည့်ဤပညာများကိုကြော်ရလွှားရပြီးကပင် မလွယ်ကူမှန်းသူတို့သိပြီးဖြစ်ပါလိမ့်မည် အပင်ပန်းခံအချိန်ကုန်ခံစစ်နေလိုက်ကြတာဖြုတ်ပေးလိုက်လဲဘာမှဖြစ်သွားတာမဟုတ်ဖဲနဲ့နော်ကို့နှုတ်မှာစုံညင်းမိတော့ကို့စင်နေရကအဲ့ဒါသူတို့နိုင်ငံသားတွေပဲကွာအကုန်တူတူညီညီလိုက်နာကြတယ်ဟုဆိုသည်ငွေရစေဝါလည်းမဟုတ်တယံဇာတလည်းမမီသက်မှတ်ထားသည့်မှောင်ခိုပစ္စည်းလည်းမဝင်သည့်အချက်လက်အချို့ကိုပင်သူတို့နိုင်ငံအတွင်းမှပါမသွားစေရဟုတန်နိုင်ထံများချထားသည့်အလား စစ်ဆင်းနေကြသည်မှာကို့အတွက်တော့ထူးဆန်းနေတယ်လို့ပဲ။ကွန်ကျိုးရောက်နေဆွေးများစီကအခန်းနှစ်အစိုးရဖြူတီဤတခြင်းကိုနားထောင်ပူပြီးကလေးကဒီကျွန်းလေးကိုရောက်ဖူးချင်လိုက်တာဟု စိတ်ကူးဖြင့်တွေးခဲ့မှုသည်။ရောက်သွားသည့်အခါတွင်လဲလှပလာသည့်ကျွန်းလေးကလဲပတ်เสียရာနေရာများပေါ်များလာသည် တဲခိုခွင်းရသည့်ရှရိတန်ဟိုတယ်အတွင်းမှပင်လေကြီးမဟုတ်သည်ထို့တဲ့ပိုသည့်သမုတ်တရားကြီးကိုလှမ်းမြင်နေရသည်ပင်လေလောက်သာမြင်ဘူးခဲ့သည့်ကိုကတောင်ပစိဖိတ်သမုတ်တရားကြီးကိုနေမောခွင်းရှာနေပြီထို့ကျွန်းပေါ်တွင်လဲပတ်ကြမည်ဧည့်သည်များသည့်သူတို့နိုင်ငံမှ ထုတ်လင်းပြပနေသည့်မိုးလေဝသ channel ကိုကြည့်ပြီးမှလဲပတ်ပွားဖို့နေရာများကိုရွေးကြရသည် ဂျာတိဥရုသည်အမြဲတစေမိုးရွာသွန်းနေထက်၍ဖြစ်သည် မိုးလေဝသတည်င်းကိုမကြည့်ပဲကန်းကြီတို့စင်မိလျင်ဖြစ်စေလဲပတ်သွားလာမိလျင်ဖြစ်စေလူရာတို့မရောက်တော့ပဲတဲကြီးမဲကြီးရွာသွန်းတတ်သည့်မိုးများချားတွေတွင်ဒုက္ခရောက်ကြရတော့သည်ကိုရိုနိုင်ငံတွင်မုန်တိုင်းဝင်လျင်ရွာတတ်သည့်မိုးကဲ့သို့ရွာသွန်းခြင်းမျိုးဖြစ်သည်မိုးမကြောက်တတ်သည့်ကိုသည်ပင်လျင် မိုးပေါက်ကြီးများကိုကြည့်ပြီးလန့်နေမိရသည် ထို့ကျွန်းပေါ်တွင်ရှေ့ကျသည့်အထင်ကရနေရာပေါင်းများစွာရှိသည်ရေအောက်ကဘာဥယျင်ကြီးများရှိသည်နေဝင်ခြင်းအလှကိုသွားရောက်ကြည့်ရှုကြသည့်ဥလူဝတ်တုကလစ်ကြဆောင်အမှုသည်ကဘာကျော်လှသည်ဖျားเจ้าကြီးတစ်ခု၏ရှေ့မှုလက်ရာများသည်ကိုရုစီရှိပကံအင်းဝဘက်မှလက်ရာများနှင့်ခတ်ဆင်ဆင်တူသည်ကျက်ဖအရှင်များကိုလောင်ကြိုက်ထဲတွင် ပြတ်တာထားကြသည်ဖျားเจ้าအများစုအတွင်သို့ ်ဧည့်သည်များအားဝင်ရောက်ခွင့်မပေးအဝင်ဝတွင်ဖူးမြော်ရုံတတ်တတ်သာအတွင်းသို့ဝင်ခွင့်မရှိဆိုသည့်အင်္ဂလိပ်ဘာသာစကားဖြင့်ရေးသားထားသည့်စိုင်းပုတ်များကိုထင်ထင်ရှားရှားတွေ့ရသည်ကိုတို့စီရှိပကံဖျားများအတွင်းသို့ပြပခီးသွားများ ဝင်ရောက်လဲပတ်တပ်ပုံရိုက်ခွင့်ရကြသည် ရှေ့မူလက်ရာများကိုမထိမကန်ရဟုတားမြစ်ထားတော်လဲထိတွေ့ကြင်တွင်နေကြသည်ကိုတွေ့ရသည် ကိုဝင်ခွင့်မရခဲ့သည့်သူတို့ကျောင်းပေါ်မှရှေ့ဟောင်းအမွေနှင့်အဆောက်အုံများကိုသူတို့အစိုးရမှ ထိမ့်သိမ့်ပေးထားခြင်းမဟုတ်ဘဲဒေတာခံပြည်သူများက ဝိုင်းဝန်းထိမ့်သိမ့်နေကြခြင်းဖြစ်သည်ဟု သိရသည့်အခါကျွန်းသူကျွန်းသားများကိုလေးစားသွားရသည်ဖះအကြောင်းဝင်းသူဝင်းရန်အတွက်ပင် အမြင်မတင့်စေသည့်အဝိစားများဝစ်စင်ခွင့်မပြုချပြပခီးသွားများဝစ်စင်လာပြီးအဝိစားအလိုက် အတို့အပြက်ဝစ်လာနေ အဝါရံဝိယုံဖြည့်ခြင်းများကိုပတ်ပေးလိုက်ကြသည် လုံကြုံသည့်အဝိအစားများဝတ်လာသည့်တိုင်ခါးတွင်ဖျားကြောင်းအမှတ်သားပြခရမ်းရောင်ခါးစီလေးများကိုခြိနှောင်ပေးလိုက်ကြသည်အမှတ်တရလက်ဆောင်ဆိုဗီနီးယားရောင်းချသည့်ပစ္စည်းအများစုကတော့အကြီးကားများဖြစ်နေပါသည်လက်ရာမြောက်ပြီးဈေးနှုန်းတင့်တင့်တင့်မှုပြပခီးသွားများအများအပြားဝယ်ကြသည်ရောင်းအားအများဆုံးစည်ရင်းဝင်ပကြီးကားတွေတွင် ကိုတို့ဤလူတို့ခေါင်းဆောင်ပုံပချီကပါဝင်နေခြင်းကိုအံ့အားတင်စားတွေ့ခဲ့ရသည်အံ့အားတင့်ဖြစ်ရခြင်းမှာထိုဈေးတန်းလေးရှိဈေးတယ်အများစုသည်ကိုယ်နိုင်ငံအမည်ကိုမကြားဘူးတကယ်သူပြန်ပြန်မင်းနေခြင်းကြောင့်ဖြစ်သည်သူတို့နှင့်အိမ်နီးချင်းအာဆီယံနိုင်ငံချင်းဖြစ်ပါလေကိုယ်နိုင်ငံအမည်ကိုမသိတလို့ဖြစ်နေခြင်းကိုတော့မကျင်မနှက်ဖြစ်မိရသည်ထိုနှစ်ကစီကိန်းကိုကိုရိုနိုင်ငံတွင်လက်ခံကျင်းပသည့်နှစ်ဖြစ်နေသောကြောင့် ယခုစီကင်းကျင်းပနေသည့်နိုင်ငံဖြစ်သောထင်သာမြင်သာပြောပြမှသိချသည်ကိုရိုနိုင်ငံကိုတည်သွားပြီဟုကျင့်နှံ့နေချိန်တွင်ဈေးတဲ့တစု၏မှတ်ချက်ကိုတိုးခိုက်ကရှင်းပြသည့်အခါကို့မှာဤလေလေပြတ်သွားရတော့သည်မင်းကပွဲမှာ တို့နိုင်ငံဘောလုံးအသင်းကိုရှုံးတဲ့အင်ရှင်နိုင်ငံဒီနိုင်ငံလေတဲ့အချို့အရှုံးတွေက နိုင်ငံတစ်ခုကိုတည်စေဖို့အထောက်အကူဖြစ်စေတာပါလားဟုသာကို့မှာ ဖြေတွေးတွေးလိုက်ရတော့သည်ပါဠိကျွန်းရောက်နေဆွေများစီကအခန်းသုံးညအောင်ဥမင်တလျှောက်သွာလာနေကြသည်ပြည်တွင်ပြပယထာစီခီးတဲ့များချာကိုတို့အဖွဲလေတူရင်ဝင်စီရမီယထာစီတို့အတူလိုက်ပါနေကြသည်ကြွမြားလှန်ကောင်းဖောက်ထားသလိုမြေအောက်တွင်အသွဲအသွဲပြေးဆွဲနေသည့်မြေအောက်ယထာများများစွာရှိသည် ယထာအတက်အစင်းတွင်တော့ပစ္စည်းလူရဲ့သူများပေါ်များလာသည်ပလက်ဖောင်းတွင်လည်းအင်ဂျီမိတ်တို့နေရာယူထားကြသည်မှာမနေမနောမြေအောင်ထဲတွင်လူအများကြီးသွားလာနေကြသည်မှာ အသက်ရှူကြချင်စရာဖြစ်တော်လေရေမွေးနံကနေရာအနှံ့ပင်ပြန်နေသည်နာမည်ရေမွေးနံမည်ကျော်သည်နိုင်ငံဘေးကို ရေမွေးကြိုက်လာသည်ကိုယ့်အတွက်တော့ရရရ အနှံ့အလုံးကမှွေးမြနေသည်ဒီနိုင်ငံသည် အမှုပညာကွန်မြူရာနိုင်ငံတစ်ခုခုပင် တင်စားရမလို့နာမည်ကျော်ရှောင်းစီလီစီလမ်းမကြီးပေါ်တွင်လမ်းလျှောက်နေရင်ဘာသာပြန်စာပင်များမှတဆင့်ရင်းနှီးခဲ့ရသည့်ဖလော်ဖေယာမော်ပါဆွန်လာရီကော်လင်ဒိုမနစ်လာပီယန်ဆိုင်မွန်ဒီပူပွားတို့၏အမည်နာမကို ရေရွတ်ကြည့်နေမိသည်ဒီနိုင်ငံမှကဘာကျော်စာရေးစရာပကြီးစရာပေါင်းများစွာထွက်ပေါ်ခဲ့သည် ရုရှားစာရေးဆရာ Ivan Sajivich Turinets သည်ဒီနိုင်ငံသူအဆိုတော်ဇမင်းသမီးပေါ်လင်ကာစင်းနှင့်လက်ဆက်ခဲ့သည်ထိုစာရေးဆရာသည်ရုရှားလူနေမှုစနစ်ကိုတယောရေးသားခဲ့သည့်ကွယ်လွန်သူဆရာကြီးဂိုဂေါကိုချီကျူးဂုဏ်ပြုသည့်ဆောင်းပါးရေးမှုဖြင့်ထောင်၁၈လကြာဖမ်းဆီးပြီးအကြေကျုပ်ချခြင်းခံခဲ့ရသည် တူရကင်းနက်သည် လွတ်လပ်စွာတွေးခေါ်ရေးသားခွင့်မရှိသည့်ရုရှားနိုင်ငံကိုစွန့်ခွာပြီးသူ့အမျိုးသမီး၏နိုင်ငံမှာအခြေကျနေထိုင်လိုက်ပါသည်သူ့နိုင်ငံကိုချစ်တော်လဲမလွတ်လပ်မှုကိုမချစ်တော့ကြောင့်ရန်ဖန်ရန်ခါမှသာမွေးရက်မြေကို အလဲပြန်သွားပစ်ပါတော့သည်ဒီနိုင်ငံရောက်မှသာ နိုင်ငံတကာစာရေးဆရာညီလာခံတွင်ဒုဥက္ကဋ္ဌအော့စပို့တက်တူမှဂုံတူးဆောင်ဥပဒေပါတကူဖွဲ့ချင်းမြင့်ခံရပြီးစပေးအမှုပညာလက်ရာများစွာ ဖန်တီးနိုင်တာ ကဘာကျော်စာရေးဆရာဖြစ်ခဲ့ရပါသည်လွတ်လပ်စွာဖန်တီးရေးသားခွင့်ရှိခြင်းကြောင့်များဒီနိုင်ငံသည်အမှုပညာမွေးဖွားပေးနိုင်သည်လားဆရာကြီးပီကာဆိုရီနွားတို့ငင်းခုန်ဆွေးနွေးခဲ့မှုရာလက်ဖက်ဆိုင်တွင်ကိုထိုင်ခွင့်ရသည့်အခါဒီနိုင်ငံသားတို့လူဖြစ်ကျိုးနှက်လိုက်တာဟုပင်အတွေးဝင်မိရသည်ဘင်းစန်ဖင်ကိုနေထိုင်ခဲ့ရာတိုက်အမှတ်54ကိုမော့ကြည့်ရင်ငါတို့မှလည်းချမ်းအမှတ် 54ရှိပါသည်ဟုမန်တက်ကြည့်မိရသည်ခစ်ပြိုင်အမှုပညာများစုဝေးရာစင်တာပေါပင်တူအတွင်တညောင်းလျှောက်ကြည့်ရင်ကိုယ်နိုင်ငံရှိအမှုပညာများကို စိတ်ကူးပြတိုက်လုပ်ကြည့်နေမိသည်ဘာဆိုင်နန်းတော်အတွင်ကလူဝီမင်းအဆက်ဆက်စီးစိန်ရှင်မှုအာနာရှင် ဆန်ခဲ့ကြပုံများကိုတခန်းတနာလှုပ်ပြတာကပြပဝင်ဝင်ရှာနိုင်ပုံကိုတော့ ်ကိုအားအကြဆုံးအားအရာဆုံးဖြစ်ခဲ့ရသည် ကိုတို့နိုင်ငံတွင် ထိုအတို့ပြသမည်ဆိုပါလျင်တတို့တဲ့တာစီယာအာနာရှင်မင်းအဆက်ဆက်ရှိခဲ့ကြသည်မဟုတ်ပါလားအမှုပညာမြို့တော်ကြီးဒီနိုင်ငံတွင်အမှုပညာနှင့်မဆက်နွယ်ပါပဲကိုရှင်ကိုညှိခဲ့ရသည်အချက်ကတော့ပထမကဘာစစ်အတွင်းကလူမသိသူမသိသူတို့နိုင်ငံအတွက်အသက်ပေးသွားကြရသည်စစ်သားများအတွက်အန်နိုးဆိုးချာဆိုသည့် မီးရှို့တိုင်ကိုအဆက်မပြတ်ထွန်ညိပေးထားခြင်းဖြစ်သည်ပထမကဘာစစ်ပြီးချိန်ကတည်းကမမင့်မလျော့ထွန်ညိပေးထားခဲ့ကြသည့်မီးရှို့တိုင်သည် အစဉ်အဆက်ယနေ့အထိရှိနေခြင်းဖြစ်သည်အာဇာနည်ဆိုသည်မှာဇွတ်ချစ်ခိုင်းဖို့မလိုသလိုတမင်မေ့ဖြောက်ထားလို့ရသည့်အရာမဟုတ်ကြောင်းပြတာနေသလိုပဲနိုင်ငံသားစိတ်ဆိုဒီမှာမိမိနေထိုင်ရာနိုင်ငံအပေါ် ကျင့်နဲ့ဂုံယူပျော်မွေ့သည့်စိတ်ကိုခေါ်ဆိုပါသည်လားဟုကိုအတွေးတဆပွားခဲ့ရသည်ပြင်သစ်ပြည်ရောက်ကိုအတွေးအစာများခံတော်ကြီးကျယ်ခမ်းနားပါသည်ဟုကြားဘူးခဲ့ပါတော်လဲထိုအဆောက်အဦးကြီးကိုမြင်လိုက်ရသည့်အချိန်တွင်ခမ်းနားကြီးကျယ်မှုကိုမအံ့ဩဝဲမနေနိုင်ဖြစ်ရသည်ကဘာကျော် Real Madrid ဘောလုံးကွင်းကြီး ဒီကွင်းကြီးအတွင်သို့ဝင်ရောက်လေ့လာဖို့ဝင်ကြေးကပင်မြန်မာငွေပိန်ကနန်ရှိသည်ကိုတို့တဲခိုရာဟိုတယ်လေးစိတ်နားမှဒီကွင်းကြီးအနာရောက်ဖို့ပင် ခရီးအတော်သွားရသေးသည်ကားငါခါများခါလည်းမသက်သာလားဘောလုံးတစ်လုံးနဲ့ကိုလူအများကြီးလူကန်နေသည့်ထိုကစားနည်းကို ကိုသိမ့်မစိတ်မဝင်စားမိခင်ကဘာကျော်ဘောလုံးအကစားသမားများတဲ့တွင်ဒေးဗစ်ဘက်ခမ်းနှင့် စီရော်နယ်ဒိုလောက်သာလူနစ်အမည်ကိုတွဲသိသူဖြစ်သည်ကိုတိုင်းကအားကစားသမားတယောက်ဖြစ်ပါတော့လဲဘောလုံးကစားနည်းကိုတော့ဗဟုသုတဝေလာတယ်သို့တော်လဲနိုင်ငံတကာနှင့်ချစ်ချင်ရေးပွဲဘောလုံးကန်တိုင်းကိုအသင်းအတွက်အားတက်သင်ရောအားပေးတတ်သူတော့ဖြစ်ပါသည်မျိုးချစ်စိတ်အများဆုံးတွေ့နိုင်သည့်နေရာကိုပြပါဆိုရင်ကိုကတော့ဘောလုံးပွဲကိုပြမိမိထင်သည် ကဘာကျော်ဘောလုံးအားကစားသမားများဤကျောင်းနံပတ်နှင့်ဓပုံများပါသည့်ဘောလုံးအင်ဂျင်များကထိုဒေသဤအမှတ်တရလက်ဆောင်များဖြစ်နေသည်မြမကြံ့ဝင်ဖြင့်တိုင်ကနန်းတန်သည့်ထိုအင်ဂျင်များကိုဝယ်ယူနေသည့်ခရီးသွားများကိုငေးမောကြည့်နေမိသည်ယူသွချင်းတွင်တန်ဖိုးဖြတ်လို့မရသည်ကိုတော့ကိုနားလည်ပါသည်ဒီဒေသရှိနာမည်ကျော်ရွာကစားနီးတစ်ခုရှိသည် ထိုကစားနီးမှာနွားရိုင်းတပ်ပွဲဖြစ်သည် နွားရိုင်းတကောင်နဲ့ရှင်ပြိုင်တပ်ဖို့ဖို့ရန်အတွက်ဆိုရင်တက်လုံကောင်းတန်ဆွမ်းချမ်းမာသည့်ခန္ဓာရှိမှဖြစ်မည်မိအောင်ဆုံးလမ်းမပေါ်တွင်ဥတ္တဟိုသွားလာနေကြသည်အမျိုးသမီးလေးများအားလုံးနှီးပါလိုလိုသည်ဘိုက်ချက်ပေါင်ကျစ်ပွဲလျက်လှပနေကြသည်မျိုးမောင်ဆိုပြေနေသည့်သူတို့အသားရည်နှင့်ကျစ်လက်တွယ်လျက်ပြီးကောက်ချောင်းများကြောင့်ဒီဒေသသူလေးများအိအလှသည်ကဘာကြော်တဲ့တွင်ပါဝင်နေသည် အစီကြစေဆိုဒီမှာဒီဒေတာတွင်ဈေးကွက်မရှိ အလှအပအတွက်လျှော့ချက်မရှိ အပြင်းမဖက်ကိုလက်လှူရှာကစားခြင်းကသာလျှင်ပွင့်လင်းမြင်သာအလှတရားများဖြစ်လို့နေပါသည်ခန္ဓာကျမ်းမာမှစိတ်ကျမ်းမာနိုင်ပြီးစိတ်ကျမ်းမာပါမှကိုဝင်းကျင်မှုဂရုစိုက်နိုင်ပြီးဟုကိုကတော့လက်ခံယုံကြည်ထားသူဒီဒေတာသည်အာကစားကိုအခြေခံကနိုင်ငံကိုတိဆောက်ထားပုံရပါသည် သူတို့နိုင်ငံဤအာကစားခွင့်များတွင်သူတို့အာကစားကဘာလွှမ်းရမည်ဟုချိတ်ဆွဲမထားသူတို့နိုင်ငံဤစာတင်เจ้าများတွင်ကာယလေ့ကျင့်ခြင်းထားကထို့အချိန်တွင် အချိန်ပိုစာများတင် जा ခြင်းမပြုလုပ်ကြသူတို့နိုင်ငံဤရက်ွက်များဤဘောလုံးခွင့်များသည်ပန်းချံအဖြစ်သိမ့်ပိုက်ခြင်းမခံခဲ့ကြရ။နွားရိုင်းတစ်ခေါင်နဲ့တပ်ပုတ်ဖို့အတွက်မိသူကိုမျ လက်ထိုးရန်မလိုနိုင်ငံလေရွေးစဉ်အားကစားသမားဖြစ်ရန်အတွက်နိုင်ငံသားများကသာရွေးချယ်ပေးကြပါသည်ဒီလိုနိုင်ငံမှနိုင်ငံသားများကဘာကြော်နေသည်မှာမဆန်းဟုပင် အလိုတမာတွေးမိရတော့သည် စပိန်မြေပေါ်ရောက်ကိုအတွေးစာများဖြစ်ပါသည်